င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပသိန်ကြီးမြို့နယ်မှာဆိုင်ကယ်စီးအမျိုးသမီးတို့ကိုကားနဲ့တိုက်မိပြီးရတဲ့နောက်ကားအောက်မှာညှက်ပါလာမှုကိုတာဝန်မယူဘဲဒေရအမျိုးသမီးကိုစွန့်ပြစ်မောင်းပြတဲ့ကားမှာပသိန်ကြီးမြို့နယ်ပြူစောတိအဖွဲ့ဝင်တွေရဲ့ကားဖြစ်နေပါတယ်။စစ်တပ်ကစစ်မှုထမ်းတင်လန်းကြောင်းတွေကိုထပ်မံတိုးချဲ့ဖွင့်လှစ်နေပြီးစစ်တင်လန်းကြောင်းပေါင်း28ခုထိရှိလာတဲ့တဲ့င်းပါဝင် ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့မန္တလေးတိုင်းပသိမ်ကြီးမြို့နယ်မှာဆိုင်ကယ်စီးအမျိုးသမီးတဦးကိုကားနဲ့တိုက်ပြီးပြီးရဲ့နောက်မှာကားအောက်မှာညက်ပါလာမှုကိုတာဝန်မယူပဲဒဏ်ရာရတဲ့အမျိုးသမီးကိုစွန့်ပစ်မောင်းပြေးသွားတဲ့ကားမှာ ပသိမ်ကြီးမြို့နယ်ပြူစောတိအဖွဲ့ဝင်တွေရဲ့ကားဖြစ်နေတယ်လို့ပသိမ်ကြီးမြို့နယ်ကမျက်မြင်သက်သေတွေရဲ့လူမှုကွန်ရက်ကနေတဆင့်ထုတ်ဖော်ပြောဆိုမှုရသိရပါတယ်။အော်တိုဘာလ16ရက်နေ့ညနေ6:45မိနစ်အချိန်လာမှာမန္တလေးမြို့ပသိမ်ကြီးမြို့နယ်စကိုလန်ပသိမ်ကြီးစိမ့်ပုံနားမှာဆိုင်ကယ်စီးအမျိုးသမီးတို့ကိုတော်တာမက်ဆိတ်အဖြူရောင်ကားနံပါတ် 3J1013 ကတိုက်သွားတာဖြစ်တယ်လို့လည်းသိရှိရပါတယ်။ခုလိုတိုက်သွားပြီးရဲ့နောက်မှာဆိုင်ကယ်စီးအမျိုးသမီးမှာကားအောက်မှာညက်ပါသွားပြီးလမ်းနဲ့တရွတ်တိုက်ပါသွားခဲ့တယ်လို့လည်းမျက်မြင်သက်သွေတွေကပြောကြားကြရသိရှိရပါတယ်။အဲဒီနောက်အနီးအနားကပြည်သူတွေရဲ့အကြောင်းကြားချက်အရာလူမှုပရိုက်တာကယ်ဆယ်သမားတွေကဆိုင်ကယ်တိုက်ခိုက်ရတဲ့အမျိုးသမီးကိုရှာဖွေခဲ့တယ်လို့လည်းသိရပါတယ်။ ဒိုတာ max 8အဖြူရောင်ကားနံပါတ် 3J1013 ကအဆုတ်ဆေးရုံအနီးမှာကပ်ရက်ပြီးညက်ပါလာတဲ့အမျိုးသမီးကိုကားပေါ်ကို တင်ဆောင်သွားပြီးကံကောက်အထယ်ချုပ်အနီးမှာစွန့်ပစ်ခဲ့တယ်လို့လည်းအဲ့ဒီနောက်မှာတော့မန္တလေးဆေးရုံကြီးမှာအရေးပေါ်ဆေးကုသမှုခံနေရလို့လည်းသိရပါဗါးအမျိုးသမီးကိုတိုက်ပြီးကားအောက်မှာညက်ပါလာတာကို တောက်ဝမယူပဲအခုလိုစွန့်ပစ်ခဲ့တဲ့ Total Max 8အဖြူရောင်ကနံပါတ် 3J1013 က ပသိန်ကြီးမြို့နယ်ပြူစောတိခေါ်ပြည်သူစစ်အဖွဲ့ကကားဖြစ်နေပြီးအဲ့ဒီကားကိုပသိန်ကြီးမြို့နယ်ပြည်သူစစ်အဖွဲ့ဝင်တို့ဖြစ်တဲ့ဝေယံ TikTok အကောင့်ကိုဝေယံ8221အကောင့်မှာလွန်ကြိုရေးကင်းလဲ့တဲ့အခါမှာအသုံးပြုနေတဲ့ကားဖြစ်ဗီဒီယိုနဲ့တကွဖော်ပြထားတာလည်းဖြစ်ပါတယ်။ကားတိုက်ခရမ်းမှုကြောင့်လက်ရှိမှာမန္တလေးစေယုံကြီးမှာအရေးပေါ်စေကူတမှုခံယူနေရတဲ့အမျိုးသမီးမှာ မဆိုးဆန္ဒခိုင်ဖြစ်ပြီးလက်ရှိအခြေအနေဒီအသက်အန္တရာယ်အတွက်စိတ်ပူနေရဆဲဖြစ်က တိုက်ပြေးသွားတဲ့ပသိမ်ကြီးမျိုးနယ်ပူစောတိခေါ်ပြည်သူစစ်အဖွဲ့ကဘာတာဝန်မှမယူဘူးလို့လည်းသိရပါတယ်ရှင်ရှမ်းပြည်နယ်တိုင်းတပုတ်ကိုကြည့်အောင်ပါရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့ပေါ်မှာကျိုးတုံမီးရှို့တပ်ဖြတ်ခံရတဲ့အမျိုးသားရုပ်လောင်းတလောင်းကိုလာရောက်စွန့်ပစ်မှုဖြစ်ပွားခဲ့လို့ဒေသနေပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါရတယ် ပြီးခဲ့တဲ့အောက်တိုဘာလ16ရက်နေ့ညပိုင်းကတောင်ကြီးမြို့မြို့မရက်ွယ်ဆက်ဆန်ထွန်းလမ်းမပေါ်ကမြို့မလက်ဖက်ဆိုင်အနီးမှာအသက်30ကနေ40ကြာအရွယ်ရှိနေတယ်။အမျိုးသားတအူးကိုကျူးတုတ်ပြီး မီးရှို့တက်ဖြတ်ခံရတဲ့ရုပ်လောင်းတလောင်းကိုတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒီအလောင်းဟာဘယ်သူဘဝဖြစ်တယ်ဆိုတာမသိရသေးဘူးလို့လည်းဒေသနေပြည်သူတို့ကပြောပြပါတယ်။အသက်အရွယ်ကတော့30ကနေ40ကျားမှဖြစ်ပြီးလူပုံကတော့ပိန်ပိန်ပါပါဖြစ်တယ်လို့လွယ်အိတ်အိတ်လည်းပါပြီးအိတ်ထဲမှာကော်မီချောင်းတွေမိကျစ်တွေပါတယ်လို့လည်းဆိုထားပါတယ်။အလောင်းမှာတော့ထိုးသွင်းဒဏ်ရာပြက်ရှာဒဏ်ရာ ဖူးရောင်တန်ရာတွေရှိနေသူနေရက်တစ်ဖက်မှာလည်းပြတ်တောက်နေပြီးရင်ဘက်မှာကြားပုံတက်တူးပါတယ်လို့လည်းသိရှိရပါတယ်။အဲ့ဒီအလောင်းကိုတော့ဆက်ဆံဆုံးလမ်းမဘောကမြို့မလဖေးဆန်ကြားအထိ Honda Fit ကားနဲ့လာပြစ်သွားတာလို့လည်းဒေတာနေပြည်သူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရတယ်။အဲ့ဒီရုပ်လောင်းကိုရက်တစ်ဖက်ဝင်တွေက လာရောက်စစ်ဆေးကဆက်ဆံထွန်ဆေးရုံကိုတည်ဆောင်သွားခဲ့ပြီးအခင်းဖြစ်ပွားရာနေရာအနီးမှာရှိတဲ့ CCTV မှတ်တမ်းတွေကိုလိုက်လံစစ်ဆေးနေရလို့လည်းသိရပါရဲ့ရှင်။ ဘကဝသတင်းတပုတ်ကိုတင်ဆက်ပေးကြပါရယ်။ဘကိုးတိုင်းအုပ်ဖို့မြို့နယ်မှာစစ်တပ်ကလူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးဆွဲမှာထွက်ပြေးတယ်လို့ဆိုပြီးရေဒါကျေးရွာကလူငယ်ကိုအောင်နိုင်စိုးကိုစစ်သားတွေကပြစ်ခတ်တပ်ဖြတ်လိုက်တယ်လို့တက်ခါရသူကိုအောင်နိုင်စိုးရဲ့မိတ်ဆွေတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်။အော်တိုဘာလ12ရက်နေ့နေ့လယ်2နာရီလောက်မှာအုပ်ဖို့မြို့နယ်မအူတန်းရွာနဲ့ဂျိုကိုးပင်ရွာကြား ဆယ်မြောင်းပေါ်မှာအကြမ်းဖက်စစ်တပ်ကလူငယ်တွေကိုလိုက်လံပေါ်တာဆွဲဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲဒီလိုထွက်ပြေးသွားတဲ့လူငယ်တွေကိုစစ်သားတွေကလိုက်လံပစ်ခတ်ရမှာရေဒါရွာကကိုအောင်နိုင်ဆိုးကြည်တိမန်ကပွဲချင်းပြီးတည်ဆုံးခဲ့တယ်လို့လည်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ဟာတည်ဆုံးသွားတဲ့ကိုအောင်နိုင်ဆိုးရုပ်လောင်းကိုလက်ရှိအချိန်ထိတကြိုခွင့်မပေးတာကြောင့် မိသားစုဝင်တွေကရက်လေစွန့်သွတ်ခြင်းမပြုတော့ရသေးဘူးလို့လည်းသိရပါဗျ။လက်တလုံးမှာတော့ပကိုးတိုင်းအုပ်ဖို့မြို့နယ်၊ဂျိုးပင်ကောင်မြို့နယ်၊မင်းလာမြို့နယ်အပါအဝင်မြို့နယ်အများစုမှာစစ်တပ်ကစစ်မှုထမ်းအပတ်စဉ်၁၈အတွက်လူငယ်တွေကိုပေါ်တာဆွဲဖမ်းဆီးနေတဲ့ပြင်ခီးတဲ့တင်ကားတွေပေါ်ကနေပါဆွဲချဖမ်းဆီးမှုတွေကိုလှုပ်ဆောင်နေတယ်လို့လည်းဒေသပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါတယ်ရှင်။ ဆက်လက်ပြီးတော့ဘကိုးတိုင်းနတ်တလင်းမြို့နယ်မကြီးပင်ရွာကိုအကြမ်းဖက်စစ်တပ်ကဆက်တက်လေတီနဲ့ဘုံကျဲတက်ခတ်ခဲ့တာကြောင့်ပြည်သူတဦးဟာသေဆုံးခဲ့ရပြီးနှစ်ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ဒေသပြည်သူတွေကရန်ကုန်ခေတ်စ်ကိုပြောပါရတယ်။အော်တိုဘာလ16ရက်နေ့ညနေ6:00ခွဲလောက်မှာ အကျန်းဖက်စစ်တပ်ဟာနှစ်တလင်းမြို့နယ်မကြီးပင်ရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လေထီးနဲ့ဘုံကျဲတက်ခတ်ခဲ့တာလည်းဖြစ်ပါတယ်။ဂျပန်စစ်တပ်ရဲ့ဘုံကျဲတက်ခတ်မှုအတွင်းမှာကျေးရွာနေပြည်သူတို့ဟာတေဆုံးခဲ့ရပြီးနှစ်ဦးမှာဒဏ်ရာရှိကနေအိမ်တွေလည်းပျက်စီးသွားတယ်လို့လည်းသိရှိရပါတယ်။ အလားတူအော်တိုဘာလ9ရက်နေ့ကလည်းအကျန်းဖက်စစ်တပ်ကနတ်တလင်းမြို့နယ်တောင်ညိုစင်နယ်မကြီးပင်ရွာတို့ကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လေးတီးနဲ့ဘုံကျဲတက်ခတ်ခဲ့တာဖြစ်တယ်လို့အကျန်းဖက်စစ်တပ်ရဲ့ဘုံကျဲတက်ခတ်မှုတွင်ပြည်သူတွေထိခိုက်မှုမရှိပေမဲ့အဆောင်တွေပျက်စီးခဲ့လို့လည်းသိရပါတယ်ရှင်။ ီတခါမှာတော့ရှမ်းပြည်နယ်မြောက်ပိုင်းနန်းစံမြို့နယ်ဟိုမင်းကျေးရွာကိုစစ်တပ်ကလေနဲ့ဘုံကျဲချခဲ့ရမှာ အသက်15နှစ်အရွယ်ရှိတဲ့မိန်းကလေးငယ်2ဦးအပါအဝင် ပြည်သူ3ဦးဟာတည်ဆုံးခဲ့ရပြီး2ဦးဟာဒဏ်ရာရှိခဲ့လို့တရားနယ်လေးကတည်င်းထုတ်ပြန်ထားပါတယ်။ပြီးခဲ့တဲ့အော်တိုဘာလ18ရက်နေ့မနေ့8နိုင်10မိနစ်အချိန်လောက်မှာနတ်ဆန်မြို့နယ်ဟိုမင်းကျေးရွာကိုအကြမ်းဖက်စစ်တပ်ကလေနဲ့ပေါင်900ဘုံနှလုံးကိုလာရောက်ကျဲချတိုက်ခိုက်ခဲ့ရမှာ အသက်15နှစ်အရွယ်ရှိတဲ့မင်းကလေး2ဦးနဲ့အသက်55နှစ်အရွယ်ရှိတဲ့အမျိုးသား2ဦးဟာပွဲချင်းပြီးတည်ဆုံသွားခဲ့တာလည်းဖြစ်ပါတယ်။ဒါအပြင်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွင်အသက်20အရွယ်ရှိတဲ့အမျိုးသမီး2ဦးနဲ့အသက်40အရွယ်ရှိတဲ့အမျိုးသမီး2ဦးဟာဘုံးစထိမှန်ဒဏ်ရာရှိခဲ့ကာ နေအိမ်ငါးလုံးနဲ့ထိမှန်ပျက်စီးသွားခဲ့လို့လည်းသိရပါဗါအလားတူနတ်မတူမြို့ကိုလည်းမနစ်ကမနဲ့ပိုင်းမှာစစ်တပ်ကလေချောင်းနဲ့ပေါင်250ဘုံနှလုံးကိုကျဲချတိုက်ခတ်ခဲ့ရမှာအမျိုးသမီးလေးဦးဟာထိမှန်ဒဏ်ရာရှိခဲ့ပြီးစာတင်ဆောင်နှစ်ဆောင်နဲ့ပြည်သူနေရင်တွေလည်းထိခိုက်ပျက်စီးသွားခဲ့ရလို့လည်းသိရှိရပါဗါစစ်တပ်ကအခုလိုအော်တိုဘားလာတရနေ့ကနေအော်တိုဘားလာ16နှစ်ထိလေချောင်းကနေမန်တုံမြို့ကိုတကြဲ ကြောင်မဲမြို့ကို3ကျဲတီဘောမြို့ကို9ကျဲမိုင်းငုံမြို့ကို2ကျဲမိုင်းလုံးမြို့ကို4ကျဲနတ်ဆန်မြို့ကို3ကျဲနတ်မတူမြို့ကို4ကျဲမိုးမဲမြို့ကို3ကျဲနဲ့မိုးကုတ်မှာ2ကျဲစုစုပေါင်း25ကျဲလာရောက်ကျဲချတိုက်ခတ်ခဲ့ရမှာကလင်းငယ်9ဦးအမျိုးသား10ဦးအမျိုးသမီး12ဦးစုစုပေါင်း29ဦးတစ်ဆုံးခဲ့လို့လည်းတရားနယ်လေးကတည်င်းထုတ်ပြန်ထားပါတယ်ရှင်။ ီတခါမှာတော့အကျန်းဖက်စစ်တပ်ကစစ်မှုတန်းတင်နန်းကျောင်းတွေကိုထပ်မံတိုးချဲ့ဖွင့်လေကစစ်တင်နန်းကျောင်းပေါင်း28ခုထိရှိလာရလို့မြန်မာစစ်ဘက်ရေးရတဲ့လုံခြုံရေးဆိုင်ရာလစ်လာရေးဖွဲ့ MDSI ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပြပါဗျာ။ စစ်တပ်ကစစ်မှုထမ်းဥပဒေနဲ့မတရားဖန်ဆီးစုဆောင်းထားတဲ့လူငယ်တွေကိုလက်ခံလေ့ကျင့်ပေးနေတဲ့စစ်တနန်းចောင်းပေါင်း28ခုထိရှိလာပြီဖြစ်ပြီးစစ်မှုထမ်းတပ်သားတွေတိုးမြင့်စုဆောင်းရရှိမှုအပေါ်ကိုမူတည်ကစစ်ကောင်စီတပ်ကအရန်တင်နန်းចောင်းတွေဖြစ်ခအားကတကအာနဲ့ရလာတ59တို့မှာထတ်တိုးဖွင့်လှစ်လေ့ကျင့်ပေးနေတယ်လို့လည်းသိရှိရပါဗျာ။ စစ်မှုထံအပတ်စဉ်စက်ခွန်အထိစစ်အခြေခံလေ့ကျင့်ရေးတပ်စခတကိုတန်တမတော်တက်မြင့်လေ့ကျင့်ရေးကြောင့်တတကာစတတက်အရာခံနဲ့အချက်ကြီးတင်ကြောင်းရကတနှစ်တန်တမတော်ကွန်ပျူတာနဲ့ဤပညာသိပ္ပံတကနာဘူတနန်းကြောင့်ဘာထူချေလင်းအကူလက်လက်ကြီးတင်ကြောင်းခါအကတမတော်ကိုခံပညာနဲ့အာကစားသိပ္ပံတကအာနဲ့ အမှတ်50ခွန်ရေတက်လေးကျင်တက်တို့မှာလက်ခံ လေးကျင်တင် जा ပေးနေခဲ့တယ်လို့လည်းမြမစစ်ဘက်ရေးရနဲ့လုံခြုံရေးဆိုင်ရာလေ့လာရေးဖွဲ့ MDSI ကတာဝန်ရှိသူတို့ကပြပြပါဗျ။စစ်တက်စိုးမိုးထင်းချုံမှုအားကောင်းတဲ့ရှမ်းပြည်နယ်ရန်ကုန်တိုင်း AR တိုင်းမွန်ပြည်နယ်နေပြည်တော်မန္တလေးတိုင်းနဲ့ပဲခူးတိုင်းကစစ်တပ်နဲ့ကြောင်း15ခုဟာပြည်သူစစ်မှုထမ်းတင်နန်းအပတ်စဉ်အများစုကိုလက်ခံတင် जा ပေးနေတဲ့ပင်မတင်နန်းကျောင်းနေရာတွေဖြစ်တယ်လို့လည်း ဆိုထားပါဗါးအလားတူစစ်အခြေခံလက်ကျင်ရေးတပ်တွေဟာပြည်သူစစ်မှုထမ်းတင်နန်းအပြင်အခြေခံတပ်သားတင်နန်းတွေကိုလည်းလက်ခံဖွင့်လှစ်တင် जा ပေးနေလို့လည်းသိရှိရပါဗါးတိုက်ပွဲတွေပြင်းထန်နေတဲ့တပေကျင်းမြို့နယ်မှာရှိတယ်စက္ကတနှစ်နဲ့တတက73ရွှေဘူအခြေဆက်စက္ကတရှစ်ကလေးတက်နယ်တတက73တို့မှာတော့ လုံကျွေးအခြေအနေရတင်နန်းပုံမှန်လက်ခံလေးကျင့်တင် जा နိုင်ခြင်းမရှိဘဲရန်နာထားရလို့လည်းသိရှိရပါတယ်။အော်တိုဘာလ10ရက်နေ့ထိစစ်မှုထံအပတ်စဉ်15ကိုလေးကျင့်တင်နန်းဆင်ပေးထားပြီးအပတ်စဉ်18ကိုမကြာခင်ဖွင့်လှစ်နိုင်ဖို့ပြင်ဆင်လှုပ်ဆောင်နေရလို့လည်းသိရှိရပါတယ်ရှင်။ အခုနောက်ဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့တပုတ်ကတော့ထိုင်းနိုင်ငံစမိုစခွန်ခရိုင်မဟာချိုင်းနယ်မြေလူနေတိုက်တန်းလျားတစ်ခုမှာနေထိုင်ကပန်းရောင်ဘတ်လုပ်ဖို့ဆောင်ဆိုင်နေကြတဲ့အထောက်ထားမဲ့မြန်မာ132ဦးကိုတိုင်ကြားမှုကြောင့်ထိုင်းအန္တရာယ်တွေကဝန်ရောက်ဖမ်းဆီးလိုက်တယ်လို့ထိုင်းရောက်ရွှေ့ပြောင်းမြန်မာလူထုမားတွေကိုကူညီပေးနေတဲ့ AAC ကိုရဲမင်းကပြပြပါရတယ်။အော်တိုဘာလ16ရက်နေ့ကမြန်မာနိုင်ငံသား132ဦးဟာ ထိုင်းအန်လာပိုင်းတွေရဲ့ဖက်စီချင်းကိုခံခဲ့ရတာလည်းဖြစ်ပါတယ်။အဲ့ဒီအလို့သမားတွေဟာပွဲစားစီမှာပန်းရောင်ဘတ်လောက်ခအပါအဝင်တအူးကိုကြက်သိန်း80ငွေလငင်းပေးကာထိုင်းနိုင်ငံတွင်နေထိုင်အလွတ်လွတ်ခွင့်ရဖို့စောင့်ဆိုင်းနေကြသူတွေဖြစ်တယ်လို့လည်းကိုရဲမင်းကပြပြပါတယ်။ထိုင်းနိုင်ငံအတွင်းမှာအထောက်ထားမဲ့အလို့သမားတွေကိုအော်တိုဘာလ15ရက်နေ့ကနေစတင်ကအလွတ်လွတ်ခွင့်ပန်းရောင်ဘတ်တွေရှောက်ထားခွင့်ပြုမယ်လို့ ထိုင်းအစိုးရကကြေညာခဲ့တာဖြစ်ပေမဲ့လည်းနေဆက်ပြဿနာအကြောင်းပြကအလုပ်လုပ်ခွင့်ပန်းရောင်ဘက်လုပ်ငန်းစဉ်တွေကို ထိုင်းအလုပ်သမားဝန်ကြီးဌာနကရွှေ့ဆိုင်းလိုက်တယ်လို့လည်းတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်။ဒါကတော့ရန်ကုန်ခေတ်တည်းရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးတာပါ။ကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ကျေးဇူးများပါ။